စားအတော့တွေကတင်းရဲ့ခန္ဓာကိုအာရုံပြည့်ပြို့ဖို့အတွက်မော်ဆန်လောက်အောင်ပြုလို့မပေးနိုင်ပေမဲ့အစားစားလိုက်ရတဲ့အတွက်ချက်ချင်းပြိုရှင်သွားတာမျိုးတော့လုပ်နိုင်ပါရဲ့တဲ့အနေနဲ့လမ်းဆန်းမှုမရှိဘူးဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာပြပြပေးသွားမယ့်အစားအသောက်၃မျိုးစားကြည့်ဖို့အတွက်အချံပြုရှင်ပါရဲ့ရှင်။ဗီဒီယိုလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဒေနာ notification လေးကိုဖြည့်ခဲ့ပေးပါအောင်ရှင်။ ပထမတစ်မျိုးကတော့အမဲရောင်ချောကလက်ပဲဖြစ်ပါရဲ့။အမဲရောင်ချောကလက်ကအန်တီအောက်ဆီဒန့်တွေအများကြီးပါဝင်တဲ့အတွက်သိရသွေးကြောတွေကိုတက်တောက်တက်တာဖြစ်စေပြီးတော့သွေးခုန်လုံးကျန်းမာစေတဲ့အပြင်သွေးလက်ပတ်မှုတွေကိုလည်းကောင်းစေပါရဲ့။သွေးရည်တနာတစ်ခုကတော့စိတ်ပီယာများတဲ့သူတွေအတွက်တနေ့ကိုအမဲရောင်ချောကလက်တအောင်စားဒါမှမဟုတ်အောင်စားဝက်လောက်စားပေးမယ်ဆိုရင်စိတ်ပီယာများစေတဲ့ဟော်မုန်းအဆင့်တွေကိုဖြိုချပေးနိုင်တယ်လို့ဆိုထားပါရဲ့။ဒီတဲ့ပို့ပြောရရင်တော့အမဲရောင်ချောကလက်မှာမဂနီဆီယမ်နဲ့သတ္တုရတွေပါတဲ့အတွက် PMS တွေးဆပြီးရခံစားတဲ့လက္ခဏာတွေဖြစ်တဲ့မောပန်းတာစိတ်ကြကြရတာနဲ့ပူပန်ဆိုးရိမ်တာတွေမဖြစ်အောင်လို့လျှော့ချပေးနိုင်ပါတယ်။အမေရောချောကတဲ့ထင်မှာပါတဲ့တံမိုးရှိတဲ့တဘာဝပစ္စည်းလေးတစ်ခုကသင်ုံဒုက္ခပုံတစ်ခုရောက်နေတယ်လို့မျိုးလှုပ်ဆော်ပေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့မှုပဲဖြစ်ပါတယ်။မှုကအထူးအစားအစာဖြစ်ပြီးတော့ကိုယ်ရဲ့စိတ်အခြေအနေကိုပြောင်းဖို့အတွက်အများဆုံးသောအာဟာရအထွက်တွေပါဝင်ပါတယ်။ မို့ကဆယ်လီနီယံဓာတ်တွေအများကြီးပါဝင်ပါတယ်เนาะဒီတန်းချိုးတဲ့ခြင်းလက္ခဏာတွေကတော့စိတ်ကြတာမောပန်းတာနဲ့စိုးရိမ်ပူပန်းတာတွေဖြစ်ပါတယ်မို့တွေမှာလူခဏကိုအတွက်လိုအပ်ချက်တစ်ခုဖြစ်တဲ့ဗီတာမင် D တွေအပြည့်အဝပါဝင်ပါတယ်ဗီတာမင် D တွေများများစားတာကစိတ်အခြေအနေကိုပိုကောင်းစေပါတယ်ဒါကြောင့်ဗီတာမင် D များများလိုအပ်ခဲ့ရင်တော့မို့များများစားပေးတင်ပါတယ်ရှင်နောက်တစ်မျိုးကတော့ coffee ပါเนาะ တခါတလေမှာကော်ဖီတိုက်တဲ့သူတွေရဲ့အပေါ်ယံပုံသဏ္ဍာန်ကခက်တာပုံပေါက်နိုင်ပါတယ်။တိရစ္ဆာန်သမားတွေကတော့ကော်ဖီမှာပါတဲ့ကဖိန်းထက်ကပုံမှန်ရရှိနိုင်မယ်ဆိုရင်အကောင်းမြင်ဓာတ်ကိုတိုးပွားစေနိုင်တယ်လို့ဆိုပါတယ်။တိရစ္ဆာန်စတန်တစ်ခုကတော့မနက်ခင်ကော်ဖီတောက်တာကအာရုံပြည့်ပြူတာ၊ချစ်ခင်ကျင်နာတာနဲ့ပျော်ရွှင်ခြင်းနဲ့မှုတွေနဲ့ချိတ်ဆက်နေတယ်လို့ပြောပါရဲ့ရှင်။တငယ်ချင်းတွေဒါမှမဟုတ်လောဘကိုင်ပတ်တွေနဲ့ကော်ဖီအတူတူတောက်တာကကောင်းမွန်တဲ့အချိန်လေးတွေကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါရဲ့။ကော်ဖီကိုအားလက်ချိန်မှာတောက်တာကအေးဆေးမှုနဲ့ပျော်ရွှင်မှုကိုရရှိနိုင်မှာရဲ့ရှင်။ တင်စားတဲ့အစားအသောက်တွေကတည့်ရခန္ဓာကိုယ်နဲ့ခံစားချက်တွေအပေါ်မှာတည့်ရောက်မှုကြီးမှာပါတယ်။တခါတလေမှာစိတ်ပျော်ရွှင်မှုလည်းချက်ချင်းလိုအပ်ပါတယ်။ဒါပေမဲ့လည်းရေရှည်မှာတော့အစားအသောက်တမျိုးတွေရွေးစားတာထက်အားလုံးမြင့်မြတ်တက်တာဖြစ်ဖို့လိုအပ်ပါရဲ့ရှင်။ဒီလောက်ဆိုရင်တော့စိတ်ကိုပျော်ရွှင်စေတဲ့အစားအစာတွေကဘာတွေလဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါရဲ့။မြန်မာ့ဗီဒီယိုလိုအဆုံးလေးကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ Love you တွေမှာပြန်တွေ့ကြမယ်နော်။